明白了吧？ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကအင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Champions League ပွဲစဉ်တွေပြန်ဆောက်ပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားသောဝရှိတဲ့ Champions League ပွဲစဉ်တွေတဲကနေပြတော့မှနှစ်ပွဲကိုဒီနေ့မှာရွှေထုတ်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်။အဲ့တော့တခြားသော Legend ပွဲစဉ်တွေရဲ့သုံးသချက်တွေတစ်တစ်ပြီးတော့ Mount တွဲတွေပေါ့နော်။ဒါဒီကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရပါမယ်ပေါ့နော်။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီပလောက်က Comment မှာ Pin Comment အနေနဲ့ထောက်ပေးတာပေါ့နော်။ဝင်ပြီးတော့ Join ထားနိုင်တယ်ပေါ့။အဲ့တော့ဒီနေ့အတွက်ပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်အကြတော့ဒီ နေ့ည7:00နာရီမှကစားမဲ့ Newcastle နဲ့ Benfica တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်းကြည့်ကျွန်တော်ပြန်ကြည့် Newcastle ကတကူးသွင်း10ပြားရမယ်ပြီးတော့6ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကူးသွင်းပြား90ရမယ်ပေါ့အဲ့တော့ Newcastle ကဒါသူတို့ရဲ့ ချန်ပီယံလိအဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ဘာစီလိုနာကိုရှုံးတယ်ဒါပေမဲ့လို့ဒါဒုတိယမြောက်ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဂျူနီယာစင်ကက်လက်အတင်းကိုလေးဂိုးကိုမရှိနဲ့အဝေးကွင်းမှာပြန်နိုင်ခဲ့တယ်ဘောနော်ဒါပေမဲ့လို့ဒီကဆယ်အနေနဲ့ကလက်ရှိမှာသူတို့ရဲ့တိုက်စစ်ကဂိုးရဖို့အတွက်ဆိုလို့ရှိရင်တချို့ပွဲတွေမှာရုံးကန်ရတာရှိရယ်ပြီးတော့သူတို့တင်းရဲ့ဒီတိုက်စစ်ပိုင်းဆွမ်းဆောင်ရေးတွေကအရင်ကြီးဒီတည်ငြိမ်နေတဲ့အနေအထားတစ်ခုမှမရှိဘူးဘောနော်ပြီးတော့ဒီရာဒီယူကာစေကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်ဒီပရီးမီးယားလိနဲ့ချန်ပီယံလိမှာဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်ကတွင်ကိုအနည်းနဲ့ဆိုလို့ရှင်နှစ်ကိုနဲ့ ဒီအထက်မှာတွင်းနိုင်ခဲ့တဲ့ပွဲစဉ်စုစုပေါင်းအားလီယာဒီမှာဆိုလို့ရှိရင်၃ပွဲပဲရှိရပါတော့။ဒီတစ်ဖက်ကဘင်မီကာအနေနဲ့ကကျတော့ဒီပြီးခဲ့တဲ့တောက်ကြနေတော့ဆိုလို့ရှိရင် အာ၆ဘက်အတင်းနဲ့ဒီပေါ်တူဂီလီဖလားပြိုင်ပွဲမှာသူတို့2-0နဲ့နိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိဘင်မီကာကိုဆိုလို့ရှိရင်နီးပြအပြောင်းလဲဖြစ်ဂျိုဆီမိုရီယိုကပြန်လည်ဂိုင်တွင်နေတဲ့အချိန်မှာသူတို့အတင်းကဒီရလက်ပိုင်းဆိုင်ရာအပေါင်းလက္ခဏာရှိခဲ့တယ်ဆိုပေမဲ့လို့လက်ရှိအချိန်ထိဒီဘင်မီကာရဲ့ ဒီခြေဆွမ်းကတိုးတက်ဖို့လိုသေးရပါတော့အဲ့တော့ပြောမှဆိုလို့ရှိရင်ဂျိုစီမော်ရင်ဟိုရဲ့ဘီမီကာကဝေးဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရုံးကန်ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားမဲ့စိန်ကြီးမဲ့လူမျိုးကွင်းမျိုးမှာကစားမဲ့ပွဲစဉ်ကသူတို့အတွက်ကျင်းနေပါပို့ပြီးတော့မှအခက်ခဲနိုင်မှာဖြစ်တယ်ပေါ့နော်သူတို့ကစားခဲ့တဲ့ဝေးဝင်း20တပွဲကိုကျွန်တော်ပြန်ကြည့်ရင်လေသူတို့နိုင်ခဲ့တာက ုံးဘွဲပဲရှိရပါတော့အဲ့ဒီဘွဲမှာဘင်ဘီကအနိုင်ရဖို့ဆိုတာအကျင်းဒီပေါ့ခက်တယ်ဒီသူတို့အတွက်အနိုင်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်အဲ့တော့ဒီဘွဲမှာဒီဘင်ဘီကအနေနဲ့ကအနည်းဆုံးတည်တမတ်ယူဖို့ပဲစဉ်းစားလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကနီယူကစီကကြတော့လေဒီတချို့ဘွဲတွေမှာဆိုလို့ရှိရင်ရုံးကန်တက်တဲ့ဒီကိုရဖို့ရုံးကန်တက်တဲ့အတင်းတင်းဖြစ်တယ်ဆိုတော့ဒီဘွဲကဒီအပြန်လန်သွင်းကိုကြီးလည်းနေလိမ့်မယ်ကျွန်တော်ထင်တယ်ဘေဘီကာကိုတိုင်ကဒီဘွဲမှာဒီသူ့အနေနဲ့ခန့်စစ်ပိတ်ပြီးတော့ကစားလာဖို့ရှိတယ်ပေါ့နော်ပြီးတော့ဘေဘီကာရဲ့ဝေခွင့်ဘွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း သူတို့တင်းကခန်းစစ်ကိုအသေးချပြင်ဆင်ပြီးတော့ကစားတတ်တဲ့အတင်းတင်းလေးဖြစ်တယ်ဆိုတော့ဒီဘွဲက1110လောက်နဲ့ ပြီးသွားလိမ့်မယ်ပွဲစဉ်တစ်ပွဲလို့လည်းထင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးပွဲစဉ်မှာတော့ကိုအောင်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒုတိယမြောက်ဒီသုံးသက်ဖို့ရွေးချယ်ပေးတဲ့ပွဲစဉ်ကကျတော့ဒီနေ့ညတနိုင်ပွဲမှာကစားမဲ့ PSV နဲ့နာပိုလီရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်လည်းနာပိုလီကသေချာရင်35ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း25ပြားရောက်မယ်ပေါ့နော်အဲ့တော့ဒီအင်ရှင်ဖြစ်တဲ့ PSV အတင်းကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကအဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ရဲ့အိမ်ဝင်းမှာပဲ Union စိတ်ခဲလဲအတင်း3-1နဲ့ ါရှုံးခဲ့တယ်ဗောနော်ဒါပေမဲ့လို့ဒုတိယမြောက်ဝေးစင်မှာတော့သူတို့ဘိုင်းလေဘာကူစင်နဲ့ဝေးကွင်းမှာတစ်ဖက်တစ်ကိုစီတည်ပြန်ပြီးကစားနိုင်ခဲ့တယ်ဗောနော်အဲ့တော့ဒီတစ်ဖက်ကနာပိုလီကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ကဒီပြီးခဲ့တဲ့ချန်ပီယံလိအခွင့်ပွဲစဉ်မှာမန်စီးတီးကို2-0နဲ့ရှုံးပြီးတော့ဒုတိယမြောက်ပွဲစဉ်မှာဆိုလို့ရှိရင် Sporting Lisbon သူရဲ့အိမ်ဝင်မှာ2ဂိုးတကိုးနဲ့နိုင်ခဲ့တယ်ဗောနော်ပြီးတော့အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းတိုက်စစ်မှုဒီ Highland ကဒီ twin ကိုပြင်ပေးခဲ့တယ်ဟုတ်ဒါပေမဲ့လို့အဲ့တော့လက်ရှိ Napoli ရဲ့ဒီ Lucien Inao ကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လဲသူတို့ရဲ့ ဒီတိုက်ချက်မှာတွင်ကိုလေးကိုထိတွင်ပေးခဲ့ပြီးတော့ဒါနောက်ပလီအသင်းရဲ့ top scorer တယောက်ဖြစ်တဲ့ Huiland ကဒါလက်ရှိမှာဒဏ်ရာပြဿနာရှိနေတယ်ပေါ့ဒီဝဲကိုမပါဝင်နိုင်ဘူးပြီးတော့ Queen Land မှာဆိုလို့ရှိရင်လည်းအဓိက key player တယောက်ဖြစ်တဲ့ Scott Tomine ကဒီပွဲမှာဒီမပါဝင်နိုင်ဘူးပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်လူစင်းအင်အားအရဆိုလို့ရှိရင်တော့နာပိုလီကလက်ရှိမှာတော်တော်လေးကိုအားနည်းနေနေတာတခုမှရှိရပါတော့အဲ့တော့ဒီတစ်ဖက်က BNB ကကြတော့ဒီပွဲကိုသူတို့ရဲ့အိမ်ကွင်းမှာကစားပြီးရောလို့ရှိရင်ဒါသူတို့ရဲ့ Netherlands League မှာဆိုလို့ရှိရင် Feyenoord နဲ့ အဝေးဝင်မှာသူတို့တွားကန်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘွဲကသူတို့အတင်အတွက်ဆိုလို့ရှိရင်လေစိတ်တွေပိုင်းဆိုင်ရာအရေးပါတဲ့ပုံစံတွေဘွဲဖြစ်တယ်အဲ့တော့ဒီဘွဲကသူတို့အတွက်ဒီရှုံးလုံးမဖြစ်တဲ့ပုံစံတွေဘွဲဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ PSP ကနာပိုလီနဲ့တွေးဆောင်ခဲ့တဲ့ဟက်တူရယ်ဆက်တီမှာဆိုလို့ရှိရင်လုံးဝမရှုံးဘူးတွေပေါ့နော်အဲ့တော့ဒီဘွဲမှာလေသူတို့ရဲ့အိမ်ဝင်းမှာ နာပိုလီကိုမရှုံးအောင်သူတို့ကစားနိုင်လိမ့်မယ်လို့ထင်တယ်။တစ်ဖက်ကနာပိုလီကိုယ်တိုင်ကလည်းသူတို့နောက်ဆုံးကစားခဲ့တဲ့အဝေးကွင်းပွဲတွေမှာဆိုလို့ရှိရင်တိုရီနိုကိုဝမ်းစီနဲ့ရှုံးခဲ့တယ်ဆိုတော့ဒီပွဲမှာလည်းနာပိုလီအနေနဲ့ထပ်ပြီးရုန်းကန်ရအောင်မယ်လို့ထင်တယ်ပေါ့နော်။ကိုရီးယားလည်းအနေနဲ့ဒီပွဲက1-1ဝမ်းစီ2-1အဲ့လောက်အဲ့လောက်ဖြစ်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာတော့တည်ကြရင်တော့မှ35ပြတိတိရှုံးမယ်။ဒီနာပိုလီတက်ဆိုင်အင်ရှင်ဖြစ်တဲ့ BFB တင်းကိုရွေးချယ်ပြီးခြင်းနဲ့ပေါ့။